ဟုတ်ကဲ့ပါအခုဆိုရင်ပြိုင်ပွဲဝင်တွေကလည်းစင်ပေါ်ကို ရောက်ရှိနေပြီပဲဖြစ်ပါတယ်ကျွန်တော်တို့ OJ Championship DJ ပြိုင်ပွဲကြီးရဲ့ Round 3ကိုတက်လှမ်းသွားတဲ့ပြိုင်ပွဲဝင်ရဲ့ result ကို မကြမီကျွန်တော်တို့ကြီးညာပေးသွားတော့မှာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့လည်းရင်ခုန်နေပါပြီဆိုတော့ကျွန်တော်အခုနာမည်ခေါ်လိုက်တဲ့ပြိုင်ပွဲဝင်က ရှေ့ကိုခြေတလန်းတိုးပေးပါခင်ဗျာပြိုင်မဝင်ဘက်ဖလိုရှေ့ကိုတလန်းတိုးပေးပါဆိုတော့ညီမ round 1လုံးကဖွင့်လာတဲ့ round 2မှာအများကြီးဒါဟိုစူးစမ်းအထောက်အမှုတွေအများကြီးအားစိုက်ထုတ်မှုတွေတွေ့ရဲသဘောကျစရာတွေလည်းရှိရဲအဲလိုအပ်ချက်တွေကလည်းရှိတော့ရှိရဲဆိုတော့ကွန်မတီကဘာလို့မြင်လဲအမှားတွေရှိတယ်ဗောနော်ဟိုပထမဆုံး တဘုံနဲ့ဒူပြတဘုံမြတဲ့အခါမှာ slider ချတာနောက်ကျသွားတယ်။နည်းနည်းလေးပါမသိမသားဘူးဒါပေမဲ့ဟိုဒါ DJ တွေရဲ့ DJ ပြိုင်ပွဲဆိုတော့အမားတော့သိမခံဘူးเนาะ setting ကောင်းပါလေ mixing လေးတစ်ခါလေးလွှဲတယ်။အ effect အသုံးပြုမှုလည်းနည်းတယ်ပေါ့เนาะ။ဟိုကံကံပြောသူပါပဲပထမတစ်ခေါက်တက်ဆိုင်တော့အများကြီးကြိုးစားတယ်အားထုတ်လာတာကိုတွေ့ရတယ်။ဘွဲချက်တွေကတော့ရှိနေရလို့ယူဆတယ်။ပြိုင်ပွဲဆိုတော့ တယောက်နဲ့တယောက်ကျွန်တော်တို့ပြောပြီးသားဒီ music channel တစ်ခုယူရင်ကိုမှားရင်မှားသလိုဖြင်းဖြင်းရှားရှားကြီးပေါ်နေပြီကိုကောင်းရင်ကောင်းသလိုဖြင်းဖြင်းရှားရှားကြီးဖြစ်နေတချို့တချင်းတွေမှာဘားတွေလိုပါတယ်တချို့နေရာတွေမှာစိတ်လောပြီးတော့ကိုမလုပ်ရမယ့်နေရာမှာကိုလုပ်ရတဲ့လုပ်လိုက်တဲ့ဥစ္စာကြီးရှိရဲ့နော်ပြင်းထန်မှုလေးနည်းနည်းလေးလိုသေးတယ်ဒီထက်ပိုပြီးတော့ကိုတို့ပိုပြီးတော့နှောင့်လင့်ထားတဲ့ဥစ္စာပေါ့เนาะဒါပေမဲ့ ။ round 1မှာတော့ကတော့ဟိုထက်ဆိုင် round 2မှာပို့ပြီးတော့လှုပ်လာနိုင်တယ်နော်။ဒါပေမဲ့ဒီထက်ပို့ပြီးတော့ round 2ဆိုတဲ့အတိုင်းပို့လောက်အောင်ပေါ့နော်။ intro တော့နည်းနည်းလေးလိုသေးရေပြီးတော့ဒီနေ့ကွာတော့အဲ့တော့ဒါ round 2ဖြစ်တဲ့အတွက် buffalo ကျွန်တော်တို့ round 3ကိုဆက်ပြီးတော့ခေါ်သွားမလားမခေါ်သွားဘူးလား round three ขอว่าวะ Congratulations มา Buffalo moments grand royal signature 現在系列變為為 <laughs> H ရှေ့ကိုခြေတလန်တိုးပေးပါ။အော်ပါ။ရှေ့ကိုတလန်တိုးပေးပါခင်ဗျာ။ပုံမှန်အားတော့ဘရူးတစ်ခုမှာကိုလို့အရင်ကြိုက်ပြဆိုရင်တော့တယောက်လောက်ခေါ်တယ်ပေါ့။နှစ်ယောက်လုံးတော်ရင်နှစ်ယောက်ခေါ်တယ်ပေါ့။သုံးယောက်တော်ရင်သုံးယောက်ပေါ့။တကယ်လို့သုံးယောက်လုံးမှမကြိုက်ဘူးဆိုရင်သုံးယောက်လုံးမခေါ်ဘူး။အဲ့လိုအခိုက်အတန့်နေရှိတယ်။တယောက်ချင်းစီရဲ့ အတချက်အားနည်းချက်လေးပြောပြပြပါမယ်နော် age ကတော့အမားရင်းအနည်းဆုံးနဲ့ကိုတို့ squash တွေရော chop တွေရောအများကြီးပြပါရယ်ဗောနော် series စက်လေးကျွန်တော် series စက်လေးနိုင်ပါတယ်ဒီအတွက်ပြင်ဆင်လာခဲ့ပါလေတိတာပါတယ်နည်းနည်းလေးပါဒါပဲနည်းနည်းလေးတွေတော့ရှိရပါတော့နည်းနည်းလေးဒါတော့100%တော့ perfect တော့မဖြစ်ဘူးပေါ့ဟိုအားတော့ over ့ဩဘာကကြတော့စကေးမပြနိုင်ဘူးအခုတို့တချင်းဖွင့်တာတန်းတယ်နော် mixing ကောင်းကောင်း setting ကောင်းကောင်းလေးနဲ့ပဲပြန်ပြသွားနိုင်တယ်ဩဘာတော့တချင်းနေရွေးတဲ့နေရာမှာတော့အာတာချက်လေးရှိရဲ့အဲပြောရမယ်ဆိုတော့ break view မှာအခုကျွန်တော်နည်းနည်းလေးအဲ န္ဓာ ground ဆန်ဆန်လေးကိုတွေ့တယ်။ကို H ကတော့ကျွန်တော်တို့အခု break view မှာကျွန်တော်ဒီ music ပုံစံ Asian back ရောက်တဲ့ style လေးတွေယူထားပေးတယ်ပေါ့နော်။နောက်ဆုံးချင်းရွာလေးကောင်းတယ်။နောက်ပြီးတော့တချင်းလေးတွေ unique ဖြစ်အောင်ပေါ့နော်။လုပ်တတ်တယ်။ဒါပေမဲ့ over မှာအားနည်းကြတာကြောင့်မဖြစ်သွားလဲဆိုတော့ကျွန်တော်တို့ set မှာ technique ပိုင်းရာကျွန်တော်တို့ scale ပြတဲ့ဥစ္စာတွေပါခဲ့အောင်။ OH မှာ scale ပြတဲ့ဥစ္စာတွေပါခဲ့အောင်။ ောက်ပြီးတော့ကျွန်တော်တို့ဟို preparation လုပ်တဲ့ပုံစံမှာလည်းကျွန်တော် preparation လုပ်တဲ့ဥစ္စာမှာနည်းနည်းလေး low edge လေးရှိရလေးလေကျွန်တော်မြင်ရတယ်မြင်ရ flow မှာပေါ့နော်ဘာပြောရစီဆိုတော့ကျွန်တော်အဲ့ရကျွန်တော်အရှိမှလည်းကျွန်တော် comment တွေထဲမှာလည်းပြောတော့ပြောပြီးဆိုတော့ trade through ကတိတ်တော့ပြောရတာမရှိဘူးအဲ low edge တွေရတယ်အတီးတီးတော့ရှိတော့ရှိကြပါမယ်အားသာကြတယ်လည်းရှိတော့ရှိရပါပေါ့နော်အဲ့တော့ကျွန်တော်တို့ round 3ကို follow up မယ်ပြဿနာလေးကိုအကျဉ်းချပေးပါဦးခင်ဗျာ round 3ကိုကျွန်တော်ခေါ်သွားဖို့အတွက် DJ တယောက်တော့ကျွန်တော်ရွေးချယ်ပါတကယ်လို့ဒါနှစ်ယောက်စလုံးကိုရွေးချယ်ခဲ့ဦးဆိုရင်လည်းအမျိုးလေဖြစ်ကောင်းဖြစ်နိုင်ပါ DJ H ကိုခေါ်ပါမယ်ကွန်မရေဂျူရှင်းပါ H ဟုတ်ကဲ့ပါနောက်တစ်ဆင့် round 3ကိုတက်လှမ်းသွားတဲ့ပြိုင်ပွဲဝင်တွေကိုကျွန်တော် congratulation လို့ပြောချင်ပါတယ်ကျွန်တော်ဒီအဆင့်မှာပဲလှည့်ပြန်ခဲ့ရညီလေးတို့လည်းစိတ်မကောင်းပါဘူးခင်ဗျာအုံသက်အကဲဖြတ်ပေးခဲ့တဲ့ဒိုင်းတွေကိုလည်းကျွန်တော်ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်အဲဒီမှာလည်းဘယ်ပြိုင်ပွဲဝင်တွေတွေက

တော့တော့ပချင်းရှာလို့ပါ။ဟုတ်ပါအရန်กว่าွာလို့ဒါပြောရင်အရန်တော့ပုံမျက်စိကြွာ။ဒါကတော့လောလောအဲ့မှာကိုတော့အေးစကပြရတယ်။ကိုအေးစကသူကလည်းဖြစ်နေတယ်။ရှိပြီလားရှိပြီလားဆိုတော့ဟုတ်ပုံလေး format တစ်ခုရှိတယ်ကွာလေ။ဒါပဲပုံမှာမအလုံးလို့ရှိတယ်ဆိုတော့အဲ့လိုအေးစတေလေးတစ်ခုပဲ။ဟုတ်ပါဘူးစတေလေးတစ်ခုပဲလေ။ကောင်းကောင်းလေးပြည့်ပုံလုံးနိုင်လို့ရတယ်။လေးစီပါ။ဟုတ်ပါဟုတ်ပါ။အဲ့နောက်မှတင်မယ်။နော်။ Okay နော်။